ဗဟိုဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစည်းတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ19သိန်း2255ကိုအော်တိုဘလကိုရက်ကထပ်မံရောင်းချခဲ့ပါသည်၎င်းဒီ FA trading မှာပေါင်းသက်စီတက်မီဩစာ ကတရာဈေးဝနဲ့ဈေးဝကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆက်လို့ရေးပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစက်သရွေးပစ္စည်းတိရစ္ဆာန်အစားထုတ်ပိုးပစ္စည်းများတပ်မဏိစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်း စားသုံးကုန်စည်တင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံချောင်းဝယ်ဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။အော်တိုဘလရှယ်ကလည်းဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံချောင်းငွေများနဲ့စားသုံးစည်တင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ16,9539.5နဲ့စားသုံးစည်ကုမ္ပဏီများတို့ ဒေါ်လာ9သိန်း3296ဒရမ5လီထပ်မံရောင်းချခဲ့ပါတယ်။အဲ့ဒီ FA Trading မှာဘောင်းသက်ဆေးတက်မြင့်ဩစာကတ္တရာစေဝါနဲ့စေဝါကုန်ကျဲပစ္စည်းစက်မှုကုန်ကျဲဆောက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစက်သွေးရေးပစ္စည်းတရိတ်ဆန်စာထုတ်ပိုးပစ္စည်းများတမဏီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစားသုံးကုန်စည်တင်တဲ့အင်ပိုတာများမှနိုင်ငံเจ้าငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။ဘ ഹു ဘဏ်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံเจ้าငွေများနဲ့ စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ29သိန်းကျော်အော်တိုဘလ3ရက်ကထပ်မံရောင်းချခဲ့ပါတယ်။အဲ့ဒီနေ့ FA Trading မှာပေါင်းသက်ဆေးတမ်းမြေဩစာကတ္တရာဈေးဝါနဲ့ဈေးဝါကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆောက်လုပ်ရေးပစ္စည်းကားဆိုင်ငယ်ပိုပစ္စည်းစက်သွေးရေးပစ္စည်းတိရစ္ဆာန်စားထုတ်ပိုးပစ္စည်းများတမ်းမီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားငွေဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။